ဘုဒ္ဓံပူဇေမိတမ္မံပူဇေမိတန်ခံပူဇေမိမာတာပိတုပူဇေမိအာစီယပူဇေမိအနန္တောအနန္တာ၅ပါးကိုလက်ဆက်ပြာမူ၍ပူဇေမိပူဇော်ပိုင်းရှင်ဖေဟာအင်္ဂါနေ့နံသာမင်းမိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ ဒီလဆရာတို့2025ခုနိုဝင်ဘာလထဲမှာเนาะလက်ရှိကောစာနက်ခတ်ကြိုရတီခွင့်ရဆရာတို့စီးဝါကန်စရာတက်ခိနက်ခတ်ကြိုရက်တီမှုအရာပေါ့เนาะဆရာတို့ဒီ17လပိုင်းရဲ့ပေါ့เนาะဒီတရက်နေ့ကနေ20ရက်နေ့အထိမှာအထူးသဖြင့်ပေါ့เนาะစီးဝါလုပ်ငန်းအရင်နေ့တက်ပြူတာတွေလုပ်ငန်းရေးပိုင်းလှုပ်ဆောင်မှုတွေမှာအမမအရင်းလေးတွေပေါ်ပေါ်ရတတ်ပါတယ်เนาะဆရာတို့ဒီကုမ္ပဏီလုပ်ငန်းတွေစာချုပ်စာတမ်းကိစ္စတွေတွင်းကုန်ထုတ်ကုန်ရောင်းမဝယ်မှာပြဿနာကိစ္စရက်တွေเนาะ ပုံထုတ်လုပ်မှုပိုင်းအားနေတာတွေ၊ကုန်ရောင်းကုန်မဲ့ကိစ္စရပ်တွေမှာဒီငွေကြေးစိုက်ထုတ်မှုရင်းနှီးမှုတွေမှာဆုံးရှုံးရတာတွေဖြစ်တယ်လို့ဆရာတို့လရဲ့အစကလည်း20ရက်နေ့အထိကိုအထူးဒါဂရုစိုက်ရပါမယ်။နော်။ 20ရက်နေနောက်ပိုင်းကနေဆက်လာကောင်ထီမှာဆိုလို့ရှိရင်အနည်းငယ်တက်တာရရဖို့ရှိပါတယ်เนาะတလားချက်ချင်းဆရာတို့ဒီတရက်နေက20ရက်နေကတော့ချက်ချင်းမကောင်းသေးဘူးเนาะနောက်တစ်ခုကဆရာတို့အင်္ဂါဓာတ်နံနဲ့တောက်ကြဓာတ်နံပေါ့เนาะနံတဲ့လုပ်ငန်းကိစ္စရတဲ့မှာပေါ့เนาะဆရာတို့ကောင်းမွန်မွန်နေနေရှိမယ်အကျိုးပေးမြတ်တာမှုရှိမယ်ပေါ့เนาะကောင်းမွန်မယ်ပေါ့เนาะအဓိကအနေနဲ့ဆရာတို့စံစီစေးစားစက်မှုလက်မှုလုပ်ငန်းစက်ကြိုးရေးလုပ်ငန်းစံရတနာလုပ်ငန်းစက်လူရှေးရစားတော့ပုံလုပ်ငန်းเนาะစားတော့ဆိုင်ဆရာတို့စက်ချုပ်လုပ်ငန်းเนาะစားပေးစားတဲ့အင်္ဂါနံတဲ့လုပ်ငန်းတွေเนาะပြီးလို့ရှိရင်ဆရာတို့တောက်ကြနံတဲ့လုပ်ငန်းများဖြစ် တဲ့တစ်တန်တော့တတိတိနဲ့เนาะအခီးသွားရည်ခီးသွားလာရည်လုပ်ငန်းကုတန်ရောက်ရည်လုပ်ငန်းပေါ့เนาะအကျိုးဆောင်ပွဲစားအလုပ်စသဖြင့်ပေါ့เนาะအော်ဒီတောက်ကြံနံတဲ့လုပ်ငန်းရေးရာတွေမှာပေါ့เนาะအင်္ဂါနံတဲ့နဲ့တောက်ကြံနံတဲ့လုပ်ငန်းရေးရာတွေမှာအောင်မြင်မှုရရှိဖို့အကျိုးဖြစ်ထွန်းမှုမျှတဖို့ရှိမယ်เนาะကျတော့ဒီအင်္ဂါနေ့နဲ့တောက်ကြနေ့နဲ့တာသမီတွေနဲ့တွဲဖက်ပြီးတော့မှလှုပ်ဆောင်တာမျိုးတွေအစီအပြေမျိုးပေါ့နော်ဒါမှမဟုတ်လို့ရှင်ဆရာတို့အရှိတောင်အရက်ဒေတာတွေမြောက်အရက်ဒေတာတွေမှာအကျိုးပြုရခြင်းရှိမယ်နော်အကျိုးပေးမြတ်တာခြင်းရှိမယ်နော် ဒါမှမဟုတ်ဆက်သတိပြုရမှာပေါ့နော်အရင်ကြီးတော့ပေါ့နော်ဒီကောင်းမွန်မြတ်တမှုမရှိဘူးဆိုတာလေးကိုတော့နည်းနည်းနဲ့သတိထားစေချင်ပါတယ်ပေါ့နော်ဆရာတို့ဒီပြောရမယ်ဆိုလို့ရှိရင်ကံကဒီမျက်နှာသာအပြည့်အဝမပေးသေးဘူးလို့ဆိုရမှာဖြစ်ပါတယ်နော်ကြံတဲ့နေနံတွေအရက်ဒေတာတွေနဲ့အကျုပ်ပြုအားနော်နေပါတာတွေရှိမယ်နော် ကျမကြီးကန်စားတာမှာဆိုလို့ရှိရင်အနေငယ်ညံ့မယ်ပေါ့နော်တတိထားမှာဆရာတို့ဒီလေနဲ့ပတ်သက်တဲ့ယောဂါတွေပေါ့နော်ဝမ်ပိုက်တဲ့အစာရည်ဦးလမ်းကြောင်းအစာအာဟာရအစာမှားတာနော်စသဖြင့်ပြဿနာတွေနော်လေခံတာတွေအစာကြည်ကျက်ခက်ခဲတတ်တာတွေနော်စားတဲ့ကျမကြီးပြဿနာတွေပေါ့အထူးကုသရာကိပေါ်တတ်တာမျိုးဂရုစရဖို့ဆရာအကြံပေးခြင်းပါတယ်နော်ထပ်ပြီးတော့မှာဆရာတို့အခြေရည်ကန်စားတာအိမ်တော်ကြီးကန်စားတာပေါ့နော်အချစ်ဆန်းကန်စားတာဒီမှာခလုတ်ကတဲ့လေးတွေပေါ့နော်ခလုတ်ကတဲ့တဘောတရားလေးတွေကလွဲလို့ရှိရင်ဆရာတို့တခြားအရေးကိစ္စတွေမှာကောင်းမွန်မှုရှိမယ်နော် ဘေးစကားတွေပဝဉ္ဇဉ်စကားတွေတတိထားခြင်းရှိမယ်တပားသူရဲ့စကားကိုယ့်ရဲ့ဒီအခြေရဲ့အိမ်ဆောင်ရေးမှာခလုတ်ကန်တဲ့ဖြစ်ဖို့ဆုံးဖြတ်ပေးတယ်လို့မဖြစ်ဖို့အတွက်ကိုဒါအရေးကြီးရနော်တတိထားဖို့ရှိမယ်နော်ဒါပေမဲ့လည်းဆရာတို့လရဲ့အလဲပိုင်း၁၈ရက်ကနေနောက်ပိုင်းမှာပေါ့နော်အခြေရေးမြေတားရေးကံတွေအများအပြားပြန်လဲပြည့်လဲမှုတွေနော်ပြန်လဲရရှိတတ်ပါလေနော်တသမိယန္နာရလို့တဲ့အင်္ဂါနေ့နံဖွားများအတွက်ဆရာတို့ဒီတသမိယန္နာရရှိခြင်းလည်းရှိပါတယ်နော် ဒီပညာရေးကဏ္ဍမှာဆိုလို့ရင်17လပိုင်း15ရက်နောက်ပိုင်းမှာမှအတက်ဘက်ကိုရောက်လာမှာဖြစ်ပါတယ်လောလောဆယ်ဆယ်ကံအငန်းဘက်ကိုရောက်နေတာတွေ့ရပါတယ်ရာထူးရာကံကိစ္စလေးလုပ်ငန်းမဆိုင်ရာတင်ယူတက်မြောက်ရတဲ့တဲ့ကိစ္စရဲ့မှာကံအားကိုတမျိုးတည်းနဲ့မရတာနဲ့မရတဲ့သဘောတရားကိုတွေ့ရှိရပါတယ်နော်ပညာရေးကဏ္ဍကငင်းငယ်ညံ့ပါတယ်နော်ကျတော့ဒီ15ရက်နောက်ပိုင်းမှာပြန်လည်တက်လာတာလည်းတွေ့ရပါတယ်เนาะပညာကံတွေရာထူးရကံကိစ္စတွေတက်ပေါ်တော့တိတတအကျိုးဖြစ်ထွန်းဖို့တိုးတက်ရဖို့တော့ဆရာတို့ဒီစစ်လာပိုင်းထဲမှာရှိပါတယ်เนาะအဲ့တော့ကြာဆရာတို့ဒီ စက်လပိုင်းထဲမှာပေါ့နော်ပကံတစ်ချက်မှာမောင်းအချို့တော့မဟုတ်ထန့်ရခင်ငါးခက်တင်ထန့်ရခင်ငါးခက်တင်ပြီးတော့မာဆီယာလို့ကိုယ့်ရဲ့မျက်နှာပြာမှာလူနာပူဆောင်ပေးနိုင်ပါတယ်အချို့ထူတော့အောင်မြင်မှုလို့ရရှိစေရတတ်ပါတယ်နော်ကျောက်လုံမှုရေရာဆန်တဲ့အများအချို့ပြုလုပ်ငန်းတွေအပေါင်းအသင်းဆိုင်ရာအချို့ပြုတဲ့ကံစံတာတွေကတော့အတက်ပတ်မှရှိနေပါတယ်နော်အများအချို့ပြုတဲ့ private လုပ်ငန်းတွေတက်ကြဆာပါဝင်တာတွေအများကြီးမှမျက်နှာပွင့်လင်းရတတ်တဲ့အခါကာလဖြစ်နေရတတ်ပါတယ်အလူတန်းရေရာတွေမှာအောင်မြင်ရတတ်ပါတယ်နော် ကံကြိုးပင်းအားကောင်းစေမဲ့ကဏ္ဍတင်ချနေနဲ့နှစ်ကဏ္ဍသုံးကဏ္ဍ၆ကဏ္ဍစတဲ့ကဏ္ဍတွေကိုစာရွက်ဖြိုတရက်ပေါ်မှာဆော့ပယ်လေးနဲ့ရေးပြီးတော့မှကိုယ့်ရဲ့ငွေရောအေးကိုယ့်ရဲ့ပတ်စံရေးပေါ်တော့စသဖြင့်ကိုယ်ပိုင်ငွေကြေးထားရနေရတယ်ငွေတွေနဲ့တူအဆောင်ရတရားဖြစ်ထားကြည့်ဖို့ဆရာအကြံပေးခြင်းပါတယ်ထုံဝင်များမြဲခြင်းအကျိုးတစုံတရာမရှိဘဲနဲ့ကုန်ခန်းခြင်းတွေကနေကာကွယ်နိုင်ပါလိမ့်မယ်ပေါ့နော်တနည်းအားဖြင့်လက်လာပါပွင့်ဖို့အတွက်လည်းအထောက်အကူဖြစ်စေပါလိမ့်မယ်ဂျုံဂျီနဲ့အဆောင်ရတရားဖြစ်ထားကြည့်ဖို့ဆရာအကြံပေးခြင်းပါတယ် ပြီးတော့ဆရာတို့ဒီကဏ္ဍတွေကိုငွေကြေးကိစ္စတွေစာချုပ်စာတမ်းကိစ္စတွေအယောင်းဝယ်အ мян ဆုံးများစေလိုတဲ့ကိစ္စရပ်တွေမှာအချိန်ခါကာလတစ်ခုအနေနဲ့တော့၎င်းရက်စွဲအနေနဲ့တော့၎င်းပေါ့နော်ဒီတိုက်ဆိုင်ပြီးတော့မှတင်းစကြအတုံးချကြည့်စေချင်ပါတယ်နော်မိမိရဲ့ကုသိုလ်ကံပေါ်မူတည်ပြီးတော့မှအကျိုးစီးပွားများတာနော်ကံကျုပ်ပေးအားကောင်းတာတွေကိုယ်တိုင်းကြုံတွေ့ရစေပါလိမ့်မယ်နော်ဒီစာရပိုင်းစာလေးတွေကိုဆရာတို့ဒီလကုံတဲ့အခါမှာပေါ့နော် ဒီ17လပိုင်းလကုန်တဲ့အခါမှာဓာတ်ဆောင်ရတရားပြည်ပစ္စည်းအဖြစ်ဆောင်ယူခဲ့တဲ့အတွက်ပေါ့နော်တန်ရှင်းတဲ့မြေချောင်စားတဲ့ရေရှင်မှာစွန့်ပေးရမှာဖြစ်ပါတယ်နော်အင်္ဂါနေ့နဲ့တာသမီတွေအတွက်ဆရာ17လပိုင်းမှာကံပွင့်လက်ပွင့်စေဖို့အတွက်ပေါ့နော်လုပ်ငန်းကံကြမ်းတွေအထူးအောင်မြင်စေဖို့အတွက်အဖက်ဖက်ကပြည့်စုံစေလိုခြင်းအတွက်ဓာတ်ရတရားအနေနဲ့မိမိရဲ့နင်းနံဖျားဖြစ်တဲ့အရှိတောင်ရဲ့ဖျားဒါမှမဟုတ်လို့ရှင်ဆရာတို့နင်းနံရဲ့ဖျားတွေမှာတွားရောက်ဖို့မလွယ်တဲ့ပုံစံတွေတက်ကိုရဲ့အိမ်ဖျားမှာဆိုလို့ရှိရင် ဒီအချူရောင်ပန်း၈ point ကိုပကံတစ်ချက်ပေါ်မှာတင်ပြီးတော့မှဒီခဏအလူအဖြစ်ဒါပူဇော်ပေးပါเนาะအောင်တပြေ၁၇ညွန်းနဲ့အုံ၃ညွန်းတွဲပြီးတော့မှဖျားပန်းလေးမှာကတ်လူပေးပါဖျားပန်းဦးလေးမှာကတ်လူပေးပါเนาะစွန်ထမင်းဟင်းကိုပေါ်အစင်ပြာကတ်လူပေးပါတော့တော်ရည်ချမ်း၃ခွက်ကတ်လူပူဇော်ပေးပါเนาะအမွေးတိုင်းနတ်တာတိုင်း9တိုင်းဖျောင်းတိုင်းတို့မဟုတ်အလင်းတိုင်း9တိုင်းထွန်းညစ်ပူဇော်ပေးပေးပါเนาะအိမ်ဖျားမှာ မိထုံပူဇော်လို့ရှိရင်ဆရာတို့ဒီကိုကပေါ့နော်ဒီတိတ်ချဂယူဆိုင်ပြီးတော့မှဂယူဆိုင်ပြီးတော့မိထုံပူဇော်ပေးပေးပါနော်ဆရာတို့ယတရားပြုလုပ်ရမယ်အချိန်ခါနေနဲ့ဆရာတို့အင်္ဂါနေ့မနက်တိုင်းပေါ့နော်မနက်6:00နာရီနဲ့မနက်9:00နာရီအတွင်းမှာရအောင်လူတန်းပူဇော်ပေးရမှာဖြစ်ပါတယ်နော်ဖျားရှင်ရဲ့ဂုံတော်ပတိစိတ်လို့သူများတက်ပေါ့နော်ဆရာတို့အရဟံဂုံတော်ကိုပွားများပေးပါနော်အရဟံကိလေသာတင်းစင်တော်မူသောမြတ်စွာဘုရားလို့ဒါဂုံတော်ပွားများပြီးတော့မှဂုံတော်ကိုအနည်းဆုံးပတိကိုပဲရအောင်စိတ်ပေးပါနော် အခုဒီရတရားတွေကဘောနော်နတ်ကကိုမှီးပြီးတော့မှရတရားတွေကိုတွက်ချက်ပေးထားတာမလို့တဲ့ရတရားမြောက်အောင်လို့ဆရာပေးထားတဲ့အတိုင်းအတိအကျလူထမ်းပူဇော်ပေးပေးပါเนาะကုသိုလ်လည်းရကံပွင့်လက်ပွင့်ပြီးတော့မှလုပ်ငန်းကံကံစီဝါရေးများအထူးအောင်မြင်လာကြစေမှာပါเนาะအင်္ဂါနေ့နဲ့ဘောမိတ်ဆွေများကိုကျမ်းမှာဆက်ချမ်းသာပြီးတော့မှတလာလုံးဘေးပရာခတ်သိမ်းအဖို့ခတ်သိမ်းကင်းချင်းကျင်ရင်ကြပါစေလို့တရားဆရာဆုမုံကောင်းတောင်းပေးရင်းနဲ့၁၇လပိုင်းအတွက်အင်္ဂါနေ့နံပွားဟောစရန်လေးကိုဆရာဒီမှာပဲအဆုံးသတ်လိုက်ပါတယ်